အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့အချို့လွတ်ပွဲကအစားအစာတွေကိုယူဆမိလို့ဒုက္ခရောက်ရတဲ့လူငယ်တယောက်အကြောင်းပဲဖြစ်ပါတယ်အကြောင်းအလေးမစနိုင်ခင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တရခင်ကျင်ပါတယ်ဟုတ်ကဲ့အကြောင်းအလေးစတင်လိုက်အောင်6လပိုင်းလားစုတ်14ရက်မှာကန်တာယာရွာမှာရှိတဲ့လူတွေကရှေးဟောင်းတလိထုံးစံဖြစ်တဲ့အချို့လွတ်ပွဲကိုပြုတ်လုံရန်တိုင်ပင်နေကြပါတယ် ဒီလိုမျိုးကန်တာယာရွာမှာအကျိုးလုပ်ပွဲပြုလုပ်တဲ့ဒလေးကနှစ်စဉ်ကျင်းပကြတာပါဘုံကြီးကျောင်းအပြင်ဘက်မှာမြေပြင်ပေါ်မှာငပြောခွက်များနဲ့အချိုချင်းထမင်းဟင်းအစားအစာများကိုတန်တရားမှာကျင်လည်နေတဲ့ဝိညာဉ်များနဲ့လေလွင့်နေတဲ့တဆေများစားသုံးရန်ချပေးထားကြတာပါဘာလို့လဲဆိုတော့ဒီလိုတဆေမျိုးကသူတို့အတွက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးမဲ့သူမရှိကြကြောင်းစာလောင်မိုးသိမ့်နေတတ်ကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရွာသားများကမပြောခွက်များကိုစနေတကျချပြီးတော့အားလုံးကမိမိတို့အိမ်ကိုအတီးတီးပြန်သွားကြပါတယ် ဲ့ဒီချိန်မှာချောင်းမြောင်းကြည့်ရှုနေတဲ့တက်လက်ပိုင်းအရွယ်ရှိတယ်။ယောက်ျားတစ်ယောက်ဖြစ်တဲ့ကိုနိုင်ကမပြောဘက်ခွက်ထဲကနေပြီးတော့အစားအစာများကိုထွက်ပြီးတော့စားတော့ပါတော့တယ်။အချောင်းကတော့သူကစင်းရဲနွမ်းပါတဲ့သူဖြစ်ပြီးတော့အယက်သမားလည်းဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သူမူးလာတဲ့အခါမှာဘိုက်စာလာတဲ့အခါမှာတော့ရွာသားများတစီများအတွက်ကုသိုလ်ပြုနေခြင်းကိုအခွင့်ကောင်းယူပြီးတော့အစားအစာများကိုလူယူစားတော့ခြင်းဖြစ်ပါတယ်။သူအစားအစာများစားတော့နေစဉ်မှာဘုံကြီးကျောင်းမှာရှိတဲ့ကပ္ပိယကြီးဦးတင်ကမြင်သွားပြီးတော့တာမြင့်ရန်ရောက်လာပါတယ်။ ဟဲ့ကောင်ကနိုင်မင်းကတော့တကယ်ပဲကွာလူကြီးသူမတွေကမပြောခွက်တည်းကအစားစာတွေကိုမစားဖို့တားမြစ်ထားတယ်ကွဘာလို့လဲဆိုတော့ဒါကတဆီတွေအတွက်အစားစာတွေလေကျွန်တော်သိပါတယ်ဦးလေးယာဒါပေမဲ့ကျွန်တော်သူတို့ကိုမကြောက်ပါဘူးတဆီဆိုတာဘယ်လိုပုံစံမျိုးလဲကျွန်တော်တခါမှတော့မမြင်ဘူးဒါဆိုမင်းငါပြောတာကိုမယုံဘူးဆိုတဲ့သဘောလားယုံရင်ယူတာပေါ့ဦးလေးယာဒီခေတ်မှာတဆီဆိုတာမရှိတော့ပါဘူးတကယ်လို့ရှိရဆိုရင်လည်းကျွန်တော်ကိုထွက်ချောက်လောက်ပြီပေါ့ဒါနဲ့ကျွန်တော်အဖေ့အတွက်အိမ်ကိုနည်းနည်းလောက်ယူသွားအောင် အေးမင်းမယုံလဲမင်းတော်ပဲတစီတွေကမင်းနောက်ကိုအင်းထိလိုက်လာလိမ့်မယ်တေးကြတယ်ဘာလို့လဲဆိုတော့သူတို့ကသူတို့အစားအစာတွေကိုအရန်ကိုတွဲတာလားသူတို့စားလို့မဝသေးခင်မှာမင်းကလာလူစားတာဟုတ်ကွာဦးတင်ကခေါင်းခါယုံတက်နိုင်ပြီးတော့သူ့ကိုလှုပ်ထားလိုက်ပါတော့တယ်အเจ้าကငနိုင်ကကုသူအာကုသူကိုမယုံကြည်တဲ့သူတစီတရေနတ်များကိုအရင်ကတည်းကမယုံကြည်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်သူကအာကုသူကုသူကိုမယုံကြည်တဲ့အတွက်ကြောင့်တီလာချိုးဖောက်ခြင်းတွေအရက်တောက်ခြင်းတွေ ခိုးတာတွေစတဲ့အလုပ်တွေကိုအမြဲတမ်းပြုလုပ်လို့ရှိပါတယ်။ဘုံကြီးចောင်းများကပစ္စည်းကိုပင်ခြံမထားတဲ့ပဲလက်ထဲမှာပါသမျအနေငယ်ကိုယူသွားတတ်ပါတယ်။ဒီတစ်ချိန်လဲဒီလိုပါပဲ။မြေပြင်မှာခင်းချင်းထားတဲ့စားကျင်စပွဲအစားအစာတွေကိုငနိုင်ကအိတ်ထဲကိုထည့်ပြီးတော့သူ့အဖေအတွက်အိမ်ကိုယူသွားရမှမေ့ခဲ့ပါဘူး။ငနိုင်ရဲ့အိမ်ကရွာရဲ့အစွန်လေခွင်းများမှာကဲ့ရဲ့မှာရှိပြီးတော့တခြားသူများရဲ့အိမ်များနဲ့ဝေးကွာလာပါတယ်။ငနိုင်ရဲ့အဖေကအသက်ကြီးရင်ပြီးတော့လမ်းလေကောင်းကောင်းမရှောင်းနိုင်တဲ့အဖိုးကြီးတယောက်ဖြစ်တာကြောင့် ငနိုင်ကအမြဲတမ်းသူ့အဖေအတွက်အစားအသောက်များရှာဖွေကြွေးမှုရပါတယ်။ဒါပေမဲ့ငနိုင်ကတခါတရံအဖေအတွက်ယူလာတဲ့အရာတွေကများသောအားဖြင့်ကတော့တခြားသူများထံကနေခိုးယူလာခြင်းသာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ငနိုင်ကပြင်းရည်ပြီးတော့အလုံးလောက်ကင်စားတော့လို့စိတ်မရှိရတော့ကြောင်ဖြစ်ပါတယ်။အဖေဒီနေ့ကျွန်တော်ဘုန်းကြီးကျောင်းကိုသွားခဲ့တယ်ဗျ။အဖေအတွက်စားရတဲ့အများကြီးယူခဲ့တယ်။မင်းဘုန်းကြီးတပိတ်ထဲကနိုင်လာတာတော့မဟုတ်ဘူးမလား။ဟာအဖေမေ့နေပြီလား။ဒီနေ့ရွာသားတွေကအကျွတ်လွတ်ပွဲအတွက်အလှူလုပ်ကြတယ်လေ။ ါကြောင့်ရွာသားတွေငပြိုးဘက်ခွက်တွေကိုထိထားတဲ့ဟာတွေအဖေစားဖို့ယူလာတာဟာဒီကောင်လေးမင်းကတော့လွန်သွားပြီတစေတရေတွေရဲ့ပစ္စည်းကိုဘာလို့လုပြီးရစားရတာလဲကွတစေတရေတွေလိုက်လာမယ်ဆိုတော့မသိဘူးလားအခုချက်ချင်းပြန်သွားထားသဲအဖေရတကယ်မရှိပါဘူးခုနကကျွန်တော်ဘိုက်ကားအောင်စားခဲ့တာတကောင်းမှတော့ထွက်လာတာမတွေ့ဘူးအဖေလည်းစားတာစားလိုက်စားကောင်းတော့ခွဲလေးကြီးပဲဒီလိုမျိုးတွေကျွန်တော်ကအမြဲတမ်းရှာကျွေးနိုင်မှာမဟုတ်ဘူးဟဲ့အောင်ငါမစားဘူးကွစားစရာမရှိရင်အငတ်ခံလိုက်မယ်မင်းဒါကိုမူလနေရာမှာပဲပြန်သွားထားလိုက်စမှာကွာ ကောင်းပြီလေအဖေမစားရင်တော့ကျွန်တော်ပဲစားလိုက်တော့မယ်အရက်နဲ့မြီးလို့ကောင်းတာပေါ့ငနိုင်ကအရက်ပလင်းကိုဖွင့်ပြီးတော့ဖန်ခွက်ထဲထည့်ပြီးတော့ငါပြောဘက်ခွက်ထဲကနေအစားအစာများနဲ့အတူအရသာရှိစွာထပ်မံစားတော့ပြန်ပါလေသူ့အဖေကဘလို့ပဲသတိပေးသားမြစ်ပေမဲ့နားမထောင်ခဲ့ပါဘူးငနိုင်ကညာနဲ့တက်ထိအရက်ကိုမူးနေအောင်တောက်ပါလေအဲ့ဒီနောက်သူ့မွေးထားတဲ့ခွေးကဆပြီးတော့ဟောင်းပြီးတော့ဥလာပါလေဒါပေမဲ့ငနိုင်ကဂယူမဆိုင်ပဲတောက်စားပျော်ပါနေစေပဲဖြစ်ပါလေ အဲ့ဒီချိန်မှာပဲမမျော်လင့်ထားတဲ့အဖြစ်အပျက်တခုဖြစ်ပေါ်လာပါတယ်။သူနေထိုင်နေတထပ်ပြင်းအောင်အိမ်အိုလေးကိုတစုံတစ်ယောက်ကလှုပ်ခါနေတကယ်လို့တုံခါလာပါတယ်။အဲ့ဒီခါမူးနေပြီးသားငနိုင်ကပို့ပြီးတော့မူးဝေသွားပြီးတော့အိမ်လေကားကနေလိမ့်ချသွားပါတော့တယ်။ငနိုင်ရဲ့အဖေကအလွန်ထိတ်လန့်တုန်လှုပ်သွားပြီးတော့သားဖြစ်သူအပြင်းထန်ဒဏ်ရာရသွားမိကိုစိုးရိမ်ပြီးတော့အောက်ကိုအမြန်ဆင်းကြည့်ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာသားဖားနေအောင်လို့အိမ်ရှိမှရက်နေတဲ့အရက်မြင်မှလာတဲ့တဆေကြီးတစ်ကောင်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီတဆေကြီးက မနိုင်ကသူ့ရဲ့အစားအစာတွေကိုယူသွားတဲ့အတွက်မကြေမနက်ဖြစ်ပြီးတော့စူးစူးဝါးဝါးအော်ဟစ်နေပါတော့လေဟဲ့ကောင်ငါပြောသားပဲမဟုတ်လားဒီကောင်ကနိုင်ကောင်လေးအတုံးကိုမကြောက်ဘူးတဆီတွေကလိုင်းနောက်ရှက်လိုက်မလို့ငါပြောခဲ့တာပဲတဆီတွေကတကယ်ရှိတာပဲလားမိမျက်လုံးနဲ့တိတိကျကျမြင်ပြီဆိုရင်သူ့အစားအစာတွေယူစားခဲ့တဲ့အတွက်သူ့ကိုတောင်းပန်လိုက်တော့ကျွန်တော်ကိုခွင့်လွှတ်ပါတဆီကြီးကျွန်တော်လဲအရန်စာနေလို့အစားအစာတွေကိုယူစားမိတာပါတဆီကလူစကားမပြောနိုင်ပေမဲ့လူများနဲ့သူကဆက်သွယ်ပြောဆိုတဲ့ဘာသာစကားကိုတော့နားလဲပါတယ် သူကငနိုင်းထံကဘလူတောင်းပန်စကားမျိုးကိုမှလက်မခံခဲ့ပါဘူး။သူကငနိုင်းရဲ့အိမ်ကိုပြိုကျတော့တဲ့အထိလှုပ်ခါပြီးတော့ငနိုင်းကိုတိုက်ခိုက်ရင်လှည့်လာပါတော့တယ်။အဲ့ဒီအချိန်မှာတော့ငနိုင်းကအလွန်ကြောက်လန့်သွားပြီးတော့အသက်လူပြီးတော့လေခွေးအပြင်ကိုပြေးထွက်သွားပါတော့တယ်။တဆီကလည်းငနိုင်းရဲ့ကိုယ်ပေါ်ကိုနင်းချေရန်ခြေတော်ကိုမြောက်ပြီးတော့လိုက်ပါသွားပါတော့တယ်။ငနိုင်းရဲ့အဖေကသားဖြစ်သူအတွက်စိုးရိမ်တဲ့အတွက်အလွန်ပင်ပန်းနေပြီမယ်။တဖြည်းဖြည်းနောက်ကနေလိုက်ပါသွားပါတော့တယ်။ငနိုင်းလေခွေးလေတဲ့ကိုပြေးနေစင်ပါပဲ။ ချော်လဲပြီးတော့အမှောက်ရဲလဲကြသွားပါလေ။တစီကအခွင့်ကောင်းယူပြီးတော့ချက်တောင်းနဲ့ငနိုင်ကိုတစ်ချက်နင်းလိုက်ရာငနိုင်တယောက်တတိလက်သွားပါတော့တယ်။ဒါပေမဲ့ထူးဆန်းတာကငနိုင်ရဲ့ခန္ဓာကိုယ်ကဘာမှမဖြစ်ပဲတဖြည်းဖြည်းပြန်ထလာပြီးတဲ့နောက်မှာအရက်မြင့်မာတဲ့တစီဖြစ်ကိုတဖြည်းဖြည်းပြောင်းလဲသွားပါတော့တယ်။အရေးချုံအရိုးသာကြံတဲ့အထိပိန်လီပြီးတော့ဗဇက်ပေါက်ကလည်းအပေါက်များသာရှိပြီးတော့လက်သေးချိန်သေးများကလည်းတင်သုံးသားကဲ့သို့ထက်မြက်နေပါတယ်။နောက်ဆုံးမှာငနိုင်ရဲ့ခန္ဓာကိုယ်က ထမလာတယ်တစီကဲ့သို့ပင်မြင်မာပြီးတော့ရှည်လျားသွားပါတော့တယ်။ငနိုင်ရဲ့အဖေကအဲ့ဒီဖြစ်ပျက်ကိုမြင်တဲ့ခါမှာတော့အလွန်ထိတ်လန့်တုန်လှုပ်သွားပြီးတော့ဘာဖြစ်သွားတာလဲ။ဘာကြောင့်သူသားငနိုင်ကရုတ်တရက်တစီဖြစ်သွားတာလဲဆိုတာမသိနိုင်တော့ပါဘူး။လေခွင်းအလေအမောင်းထဲမှာတော့တစီနှစ်ကောင်ကအပြင်းထန်ကိုတိုက်ခိုက်နေကြပါတယ်။နောက်ဆုံးမှာတော့ဘုံကြီးကျောင်းကကပ္ပိယကြီးဦးတင်ကငနိုင်ရဲ့အဖေစီကိုပြေးလာပြီးတော့သတင်းပေးဖို့ခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ကရွာသားများကဘုံကြီးကျောင်းဘေးမှာရှိတဲ့ရေခမ်းထဲမှာမနိုင်ရဲ့အလောင်းကိုပုတ်ပွားစားပြုတ်နေတဲ့အချိန်နဲ့တွေ့ရှိခဲ့ကြအောင် မနိုင်က အကျိုးလွတ်ပွဲမတိုင်ခင်တရက်လူကလေးကတည်ဆုံးခဲ့ပွဲရှိတော့လဲသူတည်ဆုံးသွားတာကိုမတိပဲအစာထွက်ရှာခဲ့ခြင်းဖြစ်နိုင်ကြောင်းနားလည်ခဲ့ရပါတယ်အဲ့ဒီချိန်မှာရွာသားများကတန်တရားမှာကျင်းလည်နေတယ်ဝိညာဉ်များနဲ့တစီများကိုအစာထွက်စားရန်ဖိတ်ခေါ်တဲ့အနေနဲ့မြေပြင်ပေါ်မှာငှပြောခွက်များချထားသည့်အချိန်နဲ့တိုက်ဆိုင်နေပါတယ်အဲ့လိုဖြစ်တော့ငနိုင်ကတည်ဆုံးပြီးသားတစီများတွေကတကောင်ဖြစ်ပြီးတော့ဖိတ်ခေါ်တဲ့ကိုကြားတဲ့အခါမှာပင်ကိုအသီးစိတ်အရအစာစာထွက်ခြင်းဖြစ်နိုင်ပါလိမ့်မယ်ဥဒင်က သူကတစေတွေကိုပုံမှန်မြင်တွေ့နေကြအကပိယတူဖြစ်တဲ့အတွက်ကြောင့်ငနိုင်းရဲ့ဝိညာဉ်ကိုတာမန်လူတယောက်ကဲ့သို့မြင်တွေ့ရခြင်းကလည်းမထူးဆန်းပါဘူးအဲ့လိုပဲငနိုင်းရဲ့အဖေကလည်းသူ့ရဲ့သားကအစောပိုင်းကလေးကတိတ်ဆုံးသွားသည်ကိုမသိခဲ့ပါဘူးဒါပေမဲ့တားဖနှစ်ယောက်ကြားရဲ့တန်ရောစဉ်ကြောင့်အဖေဖြစ်သူကတားကိုတာမန်လူတယောက်ဖြစ်မြင်တွေ့ခဲ့ရခြင်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့သူ့ကိုတာမန်လူပုံစံတိုင်းမြင်သေးရတာသူ့ဝိညာဉ်ကခန္ဓာကိုယ်ကနေထွက်ခွာကစားဖြစ်ပြီးတော့တိတ်ဆုံးသွားမှမသိသေးလို့ပဲ ူလုံနေကြအရာတွေဖြစ်တဲ့အရက်တောက်တာအဖေးစီပြန်လာတာတွေကိုအကျင့်ပါနေတာကြောင့်ဖြစ်လိမ့်မယ်ဒီလိုမျိုးချိန်ရောက်လာတော့သူ့ရဲ့ဝိညာဉ်ကသူ့ပြုခဲ့တဲ့ကံတရားတိုင်းပိတ်တာပုံကိုရောက်သွားတာပဲဒါပေမဲ့ကံကြီးထိုက်တဲ့အပြစ်တွေအများကြီးလုခဲ့တဲ့တချို့လူတွေတို့ကတော့တည်သွားတဲ့အခါမှာငရဲမှအရင်ခံစားရပြီးကံကျွင်းကံကြံကြောင့်ပိတ်တာဖြစ်ရတာမျိုးတွေရှိနိုင်ပါတယ်ဒါမှမဟုတ်တချို့ကတည်သွားပြီးရတဲ့ချက်ချင်းပိတ်တာဖြစ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်ဒီအရာတွေအားလုံးကကံတရားပေါ်မှာပဲမူတည်ပါတယ်ဥဒင်နဲ့ မနိုင်ရဲ့အဖေဖြစ်သူတို့တိုက်ခိုက်နေကြတယ်ပိတ္တာနှကောင်ကိုကြည့်နေကြပါတယ်ဖြစ်နိုင်တာကမနိုင်ကပိတ္တာအစ်ဖြစ်ပြီးတော့ဒေတာကန်ပိတ္တာရဲ့အစားအစာကိုလူယူဆတ်တော့ခဲ့တဲ့အတွက်ကြောင့်ဒေတာကန်ပိတ္တာကမချိမနှက်ဖြစ်ခြင်းဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာဥတင်ကလက်အုပ်ချီပြီးတော့ဂါထာကိုရွတ်ဆိုလိုက်ပါတယ်ပိတ္တာနှကောင်ကအဲ့ဒီဂါထာတန်ကိုကြားတဲ့အခါမှာတော့နားနဲ့ဥကောင်းတို့ကိုပြင်းထန်စွာကိုက်ခဲလာပြီးတော့တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီနောက်မှာမနိုင်ရဲ့အဖေကဘုံကြီးเจ้าမှာရှိတယ်ဆရာတော်ထံမှာနေထိုင်ရန်အတွက်သွားရောက်ခဲ့ပါတယ် အကြောင်းကသူ့ရဲ့အိမ်ကလည်းပိတ်တာကြောင့်လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်။နေရအိမ်ကလည်းမရှိတော့ပါဘူး။သူကဆရာတော်ရဲ့အကြောင်းမှာစွန့်ချွင်းစွန့်ချက်များကိုသာစောင့်ဆိုင်းပြီးစားတော့ရပါတော့တယ်။ဥပုပ်အကျိုးနေနဲ့ဥပုပ်နေများကိုရောက်တိုင်းငန်တိုင်းကအဖေဖြစ်သူရှေ့မှာပေါ်လာပြီးတော့ဆာလောင်မသိမှုကြောင့်အော်ဟစ်နေသည်ကိုတော့မကြာခဏတွေးမိများတတ်ပါတယ်။သားဖြစ်သူတိတ်ဆုံးပြီးပိတ်တာဘဝကိုရောက်သွားတာကိုမြင်တွေ့နေရတဲ့အတွက်ကြောင့်အဖေဖြစ်သူရဲ့ယင်ကိုပို့ပြီးတော့ကြေကွဲစီပါတယ်။ဒါပေမဲ့အဖေကအဖေပါပဲ။ အဖေဖြစ်သူမျက်ရည်ရကြကနေပြီးတော့မော့ကြည့်ပြီးတော့ငတိုင်းကိုပြောလိုက်ပါတယ်အဖေမင်းကိုခွင့်လွှတ်ပါတယ်အဖေဖြစ်သူရဲ့စကားကိုပိတ်တာငတိုင်းကြားတဲ့အခါမှာတော့ကျေးဇူးတင်စင်များနဲ့နောင်တာများနဲ့ဥချွတ်ပြီးကတော့လိုက်ပါတော့တယ်သူ့ရဲ့အဖေကတော့တနည်းနည်းမှာသူ့ရဲ့သားကပိတ်တာဘဝကနေအမြန်ဆုံးကျွတ်လိမ့်မယ်လို့မျှော်လင့်နိုင်ပါတော့တယ်တင်ရောတစိရီတကယ်ရှိရဆိုတာယုံကြည်ပါသလားအကျွတ်လွတ်ပွဲတွေကိုတော့ကြုံဘူးပါသလားရှိရင်အောက်မှာကွန်မန်လေးတွေမှန်သွားခဲ့ပြီပါဦး ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်နေဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာကျွန်တော်တို့စီစဉ်နေဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တရခင်ကျမတယ်အားလုံးကိုကျေးဇူးတင်ပါတယ်